ကျမကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားဝေးမှုကင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MN YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလေခန်းစားနားဆင်အားပေးကြပါအောင်ရှင်တော့ပါဆိုတဲ့အမောင်ဖုံးလွှမ်းလာရင်မြင်းမြအစင်တန်းမြန်မာသူဖြစ်ပါစေ အမားမှန်ဝေပန်ပိုင်းချာစင်ကြယ်နိုင်စွမ်းမရှိတော့ပေ အာသာငန်းငန်းနဲ့စိတ်ရလူကိုလိုက်ပြီးမိုင်းမာခဲ့ကြပြီ။ဇာပေအတိမြင့်မကြွယ်ဝပဲအရက်ကိုသာအဖော်ပြုပြီးဘဝရဲ့အကောင်းဆုံးကို ဝေပန်နိုင်စွမ်းမရှိသူက အမားကိုတော့အမှန်လို့ထင်မြင်နေတဲ့တည်းအတိပညာနဲ့ပါသူကလူမိုက်နဲ့ပေါင်းဖက်ရတော့ကံခေသူလို့ဆိုရပြီမေ။မိမိရဲ့မာရွေးမှုကြောင့်ကံခေသူဆိုသူက လူမိုက်ကိုမိဝဲမိခြင်း လူမိုက်ကိုပေါင်းဖော်မိခြင်းလူမိုက်ကိုတနာမိခြင်းစားတဲ့အကျိုးဆက်ကြောင့်ဒုက္ခတရားကို ကြီးမားစွာခံစားရရှာရည်ထို့ကြောင့်လေရှေးပညာရှိတို့မှာကြားခဲ့တဲ့ဇိုရိုစကားများရှိနေခဲ့ရသည်လူမိုက်ကိုပေါင်းဖို့မိဝဲမိပါကပျက်စီးခြင်းနဲ့ကြုံရတတ်ချေတယ်ဆိုတဲ့ဆုံးမစကားဖြစ်ပါရဲ့ တနေ့လေယာလုပ်ငန်းခွင်များပြီးဆုံးခဲ့ပြီးမို့နွားနှက်ကောင်ကိုထွန်တုံးကဖြုတ်ပြီးငပြူတယောက်လေကစင်းအတိုင်းနွားများကိုဆွဲပြီးရွာဘက်ကိုပြန်လာခဲ့သည်ရွာဝင်လမ်းတဏီယာကိုအရောက်မှပြိုပြိုပြက်ပြက်အလင်းရောင်များထွက်နေတဲ့ပစ္စည်းတစ်ခုကိုတွေ့ရတော့ဂျေမားနဲ့ကလော်ကြည့်ပြီးကောက်ယူလိုက်သည်ဘာကလေးပါလဲကြောင်းနီကလေးပါလားဗရံများကလေးများဖြစ်နေမလား ူတပားထံမှာလေစင်းငင်းကလောက်ရသူငပြူးမှာ မွေးကလေးကစင်းရဲနွမ်းမရပြီး ရွှေဆိုလို့သူမြဝစ်ထားတာကိုသာမြင်ဘူးပြီးအတုစိဆိုတာလည်းမသိကြောင်နဲ့ပတ်သက်ပြီးဗရံများကြောက်စိန်နီလာဆိုတာကိုလေသူတပားပြောလို့သာသိရတယ်ကိုယ်တိုင်က အတုစိဆိုတာကိုမသိအယောင်သွေးကြီးလို့သာ နေရင်ဗရက်များစိမ့်ရင်ကြောက်စိမ့်လို့တင်တတ်ပြောတတ်တဲ့အဆင့်မို့ယခုတွေ့ရတဲ့အနီရောင်ကြောက်ကိုဗရက်များလားကြောက်နေလားမသိနိုင် သူ့အရာမှာ လူလောဘဆိုတဲ့ဇရိုက်အခြေခံရှိကြတဲ့အတိုင်းကိုလိုချင်းရာကိုဆွဲပြီးတွေးလိုက်တယ်ဗရက်များဆိုရင်တော့ပွာတာပဲဒီအရွယ်ဆို30လောက်တန်းမှာပဲငပြူးနေတဲ့ရွာကမြို့နဲ့မိုင်ပေါင်းများစွာဝေးကွာပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲလာ၏လဲတဲ့တန်ကားနှစ်တန်း အစင်းစင်းစီးပြီးမှမြို့ကိုရောက်တဲ့ကိုရွာကိုဒေသမှာကြောက်တလုံးထိုးမြလောက်တန်းကြီးကြီးစွာပြီးပြီးလက်စွပ်မှာကွင်းဝေကြရလို့မမြင်ဘူးမကြဘူးခဲ့ပြီးပြီးတော့ဇကားများထဲမှာရတနာပစ္စည်းများဖြစ်တဲ့ဗရံများနဲ့ကြောက်စိမ့်တို့ကို တန်ဖိုးပြောဆိုကြရင်တင်ကနန်းဆိုပါကဆယ်နဲ့ရာနဲ့ချီပြီးပြောဆိုနေကြတာကိုကြည်ဘူးတာကြောင့်ကုစိတ်ကူးနေကိုတန်ဖိုးဖြတ်နေမိခြင်းဖြစ်ပါရဲ့ဟိအောင်ငပြူ ဘာလုပ်နေတာတော့ကုတ်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 နဲ့ဒီမှာကွာဖိုးထောင်ရဒီရွာဦးလမ်းမော်ကဗရံမြားကလေးတလုံးကောက်ရလို့မှန်းစံနေအောင်မထောင်းကြည့်စမ်းမယ်အာဟုတ်ပါရဲ့နီးရဲနေတာပဲဟဲ့အောင်ငပြူလက်စုပ်ကွန်းဝေးရရင်တော့အတော်ပဲနေမှာကွာလက်စုပ်ကွန်းဝေးရအောင်ဘယ်မှာလဲရွှေမင်းဘကလကားပေးမာတယ်လားဒါဘလောက်တမ်းမဲထင်းတယ်လေမတိဘူးလေကွာဘာကြောင့်မှမမတိပဲကိုလေဝယ်မမဝယ်ဘူးလား ဒီမှာနေရောင်ကြီးတွေ့နေတာဗရံမြပေါ်ကွာငတုံးရငါထင်တော့သိန်း30လောက်တက်မယ်ထင်တာပဲဖူတော်အောင်မမင်းကဘလို့လောက်ပြီးတိလဲမတိဘူးလေကွာငါလိုချင်တာကိုပြောတာမနီလာကိုပြကြည့်မယ်ကွာ သူကမျိုးကစေးထိုးဆရာမဆိုတော့လဲလဲပတ်ပတ်ရှိမယ်သူ့ကို ပြကြည့်ပြီးတော့ရောင်းခိုင်းရမယ်ကွာအေးဟုတ်တယ်သူဆိုရင်တော့တို့ထပ်ပိုးသည်မှာလာအခုမင်းကံကောင်းတဲ့အထိမ့်မှန်နေနဲ့အရက်လိုက်တိုက်ကွာ နေအောင်ကပတ်စံကငါးချက်ပဲပါတာတိန်30တောင်ပိုက်မဲ့တထင်းငပြူရေငါးချက်နဲ့လဲထွေးညိုတစ်ပိုင်းရတာပဲမလောက်တော့လေဒီဗရံများကြီးကိုပြပြီးတော့တောက်တာပေါ့ဗရံများရောင်းပြီးရင်ပြီးမယ်ဆိုပြီးအကျွေးတောက်တာပေါ့ကွာအေးဟုတ်သားပဲမင်းအကြံမစိုးဘူးကွာနေအောင်ငါဒီနွားတွေကိုကျိုးပြီးပြီးတော့လွတ်လိုက်အောင်မေငပြူးကအာရဝန်းတာနဲ့သူ့နွားများကိုကျိုးပြီးပြီးလွှတ်လိုက်တယ် ငပြူးနဲ့ဖိုးထောင်တို့နှစ်ယောက်ကိုသိန်းတင်ရဲ့အရေးဆိုင်ကိုရောက်လာကြတယ်။ကိုသိန်းတင်ကြီးထွေးညိုတပိုင်းပေးဗျာ။မင်းတို့လည်းအထူးဆန်းလုပ်ပြီးတော့ထွေးညိုတပိုင်းလိုမှားနေပြန်ပြီ။ငါးဆိုင်မှာထွေးညိုကလွှဲရင်ဘာရှိလို့လဲ။မတည်ဘူးလေဗျာ။တခါတလေအရက်တွေများရောင်းမပြီးတော့တင်ထမလားလို့။မနိုင်ပါဘူးဖိုးထောင်ရာထွေးညိုတော့အလင်းမပြတ်အောင်မနှဲလုံနေရတယ်။တခါတခါအရင်ပြုတ်သွားသေးတယ်။ ကုသိန်းတင်ရဲ့စကားဆုံးမှာငပြူးကလက်ထဲကပစ္စည်းကိုအာရဝမ်းသာစွာနေပြလိုက်သည်။ဒါနဲ့ဒီမှာကြည်စန်းကုသိန်းတင် အမေဘာလေးလဲ။ကြောက်နေကလေးပါလား။ကြောက်နေမဟုတ်ဘူးဗျဗရန်များ။မင်းဘယ်ကရလာတာလဲငပြူး။ရွာဦးလမ်းမောက်ကကောက်ရခဲ့တာဗျ။ဒါဘလောက်တန်မဲထင်တယ်လေ။မတီးဘူးလေကွာကိုမနားမလဲပဲ။ပြာစမ်းမအောင်ဓမီးနဲ့ထိုးကြည့်မယ်။မှန်းစမ်း။အေးကွာဟုတ်ပါရဲ့။ ရဲနေတာပဲဟိအတော်လှသားကွာကျုပ်ဝတ်ထင်တင်း30လောက်တက်မေထင်နေဗျမင်းကိုဘသူပြောလဲငပြူကျုပ်ကရမ်းပြောတာလीဗျာမတန်ပါဘူးကွာအစ်စ်ဆိုရင်တော့30သိန်း5သိန်းလောက်တက်မှာပေါ့သူအချိန်မှာပဲကိုသိန်းတင်ရဲ့မိမကအပြေလွှာချင်းကပ်လာပြီးကြောင်းနီကလေးကိုတောင်းယူကြည့်လိုက်တယ်ပြစမ်းမအောင်ဟဲ့ငါလေးကြည့်ကျင်လို့အေးတော့ဟုတ်ပါရဲ့နီးရဲနေတာပဲလှလိုက်တာ လက်စုပ်ကွင်းဝေးတဲ့အရွယ်လေးတော့ငပြူတော့ပွားတာပဲတထေးဖြစ်တော်မင်းနင်တထေးဖြစ်ရင်ငါတို့လင်မယားကိုမမေ့နဲ့နော်မမေ့ပါဘူးဗျဒီကြောက်ကိုထူခွဲရောင်းချပြီးရင်လဲတွေဝဲကျွဲတွေနွားတွေဝေးမေးဗျအဲ့ဒီကြောင့်မှတထေးကြီးဥပြူဆိုပြီးနမည်ကြီးမေးတတလုံးဆင်းရဲလာသမျှဝေးကြတော်မင်းပြီးတော့ရွာလေကဒေါ်အေးတုတ်ရဲတူမှခင်ဝိုင်းကိုငွေဆယ်သိန်းနဲ့တင်းတောင်းပြီးမျိုးကအစိုးရတွေတီးဝိုင်းတွေကိုငှားမေးဗျ ဗိတ်ဒိတ်ဆရာကိုပဲမိကိုဗိတ်ဒိတ်မြောက်ခိုင်းပြီးခန်းခန်းနာနာနဲ့မင်္ဂလာဆောင်လိုက်မိဗျာအမေတဲဟုတ်ပါလားဘာကြွေးမှာတော့ဓာတ်ပေါက်ကြွေးမယ်ဟာတို့တော်သားတွေကဓာတ်ပေါက်မှမကြိုက်တာအိုးအဲ့ဒီကြတော့လေဝက်ချင်းတရာလောက်ကိုပြောင်ကျွေးပြစ်လိုက်မယ်မောင်ပြောင်ကျွေးပြစ်လိုက်မယ်ဖိုးထောင်ကအရက်တော့ရင်လှမ်းပြောနေခဲ့ပြန်နေဟာဟာဟုတ်ပြီဒါမှတို့ငပြုတ်ကွာဟေးအောင်ဒီမှာကုန်သွားပြီကွာ တလုံးထပ်မလိုက်အောင်တလုံးဖူးထောင်ကငပြူးကို မြည်သွမပြန်မပြောနိုင်မီအကျွေးဝယ်လိုက်သည်မတုတ်ဒီကောင်ကြီးပေးလိုက်မယ်နော်သူ့ဗရံများကြီးရောင်းပြီးရင်ဆက်ဆက်ပေးမှာမပူနဲ့တလုံးတလုံးနဲ့လေးစိတ်ဖို့ရှိနေပြီနော်အေးပါမတုတ်ရနင်ကလေဗရံများကြီးရောင်းပြီးရင်ပေးပါမယ်ဟာနင်ကဒီဗရံများကြီးကိုဘသူ့ကိုရောင်းခိုင်းပါလေမျိုးကဆေးလာလာထိုးပြီးနေတဲ့ဆီယမမနီလာကိုပေါ့ဟာ ။သူကတို့ထက်စားရင်တော့ပိုပြီးတော့နားလေတယ်။လေလေပတ်ပတ်ရှိတယ်။စိတ်လေးချရတယ်။အေးဟုတ်တယ်ဟဲ့။မနီလာကိုသာရောင်းခိုင်း။ငါအကျွေးလေးဆက်ကြအောင်နော်။ဒါကြီးရောင်းပြီးရင်။ဆက်မှာပါမတုတ်ရဲ့။အခုအကျွေးလေးချိန်မဟုတ်လား။ဒါကြီးရောင်းပြီးရင်တော့အတိုးနဲ့စေစားပေးမယ်။လေးရပေးမယ်ဗျာ။အဲ့ဒီနေကြရင်ကိုသိန်းတင်ကြီးတို့မတုတ်တို့လင်းမားဆိုင်မှာရှိသမျှအရက်တွေနဲ့ငပြူးဆိုတဲ့အကောင်ကရေချိုးအောင်မေဗျာအရက်တွေနဲ့ရေချိုးအောင်မေ ငပြူးနဲ့ဖိုးထောင်မှာကိုအတွေးနဲ့ကိုအပြောလွန်ပြီးအယံမှုမှုနဲ့အော်ဟစ်ခါပြန်သွားခဲ့ကြတယ်။ကိုသိန်းတင်နဲ့မတုတ်တုတ်လေးမရကသူတို့ကိုကြည့်ပြီးအပြော်ကြီးပြောနေကြတယ်။ဆီယမမနီလာဓာကလေးကိုကြည့်ပေးပါဦး။ဘာလဲငပြူး။အော်ကြောက်ကလေးပါလား။ဟုတ်တယ်ဗရံများလေးလေးကျွန်တော်ကောက်ရထားတာအဲ့ဒါဘလောက်တန်မလဲ။ငါဘယ်သိမလဲဟဲ့။နေရကဘာကြောင့်မှမသိတာ။ ငါမိတ်ဆွေရွှေကုံသေးတွေတော့တိမှာပေါ့ငါပြကြည့်မယ်လေပြမနေနဲ့တခါတည်းယူသွားပြီးတင့်မယ်ထင် တခါတည်းရောင်းခဲ့ဆရာမကိုပွဲကထိုက်ထိုက်တတန်ပေးမယ်မလိုပါဘူးငပြူးရေကျွန်တော်တကယ်ပြောတာပါဒါဆိုရင်ထားခဲ့မင်းတော့ကျွန်တော်လဲတဲ့သွားအောင်မေးအေးအေးငပြူးမှာဆရာမမနီလာရှိရနေအိမ်မှာလဲထွက်သွားပြီးနောက်ဒေါ်တော်ဝေးဝေးရောက်မှတစ်ခေါက်ပြန်လာပြန်နေဆရာမအဲ့ဒီပဒမ်းများကိုတေးသေးချာချာသိမ့်တော့ ်ပျောက်သွားအောင်မေတန်ချေးမနေဘူးစူးရင်လိုလားပြောတာအေးပါငပြူးရယ်နေဟာမပျောက်စေရပါဘူးတရက်နှစ်ရက်သုံးလေးရက်ကြာသေးတိုင်းမနေလာကပေါ်မလာငပြူးမှလဲတိုင်းရှိရပြီဒိုမရက်သက်တပတ်နှစ်ပတ်ကြာလေပေါ်မလာခဲ့ငပြူးရင်မောစပြူရပြီမနေလာဘာများဖြစ်နေပါလဲ လူတွေကလည်းစိတ်မချရတသက်လုံးယူပါတယ်ဆိုတော့လေငွေရေးကြေးရေးနဲ့ပတ်သက်လာရင်တခဏကလေးနဲ့စမ်းသွားတတ်ကြသည်မှာဒူးနဲ့ဒေးလိုတွေ့ရင်ငပြူကလိုလိုစိုးရင်လာတယ်မာနီလာကိုဗရံမြရောင်းခိုင်းလိုက်ကြောင်းတရင်ကိုတီရွာလုံးကိုငပြူကလွှင့်လိုက်တော့အားလုံးကတည်နေကြတယ်တချို့ကထင်ချင်းနဲ့ပြောဆိုနေကြတယ်မနီလာကဗရန်များရောင်းလိုက်သည်မှာစကားသိမ်းကြသွားတယ်လို့ကောလာဟာလာတွေပြန့်နှံ့နေခဲ့တယ် ဗရံများရောင်းပြီးဖြစ်လို့မာနီလာကငွေများကိုလိမ့်လေးပြီးထွက်ပြေးသွားခြင်းဖြစ်တယ်လို့ငပြူထံကိုထင်ချင်းနဲ့ပြောလာကြတယ်။ဟုတ်မှာပါ။ဒင်တစ္ဆာမဲ့ပြီပေါ့။အရင်ကတော့ရိုးလို့ဆိုပြီးယုံခဲ့မိတာမှားပြီ။ခုတော့ကိုလက်ထဲကဗရံများသူ့လက်ထဲဝါကွက်ပြီးအလိုက်တယ်လို့ဖြစ်သွားပြီ။ငါမှားပဲ။ကိုဘသာကိုမြို့တက်ရောင်းလိုက်ရရင်ခုလောက်ဆိုလဲပိုင်နွားပိုင်နဲ့တထေးကြီးဥပြူဖြစ်နေလောက်ပြီ။ ငပြုတယောက်ပဝင်းချင်းရဲ့ဝေဖန်တန်များကြောင့်အတွေးပူကြရသည်စိတ်ညစ်တော့အရက်ကိုသာအဖော်ပြုပြီး အချိန်ဖြုန်းကိမိသည်ဟဲ့ငပြုနေမနီလာလေပေါ်မလာပါလားလေ့တော်ပြီထင်တယ်ဟုတ်တယ်ဗျတလတော်ရှိနေပြီမနီလာအကြောင်းမပြောပါနဲ့ဗျတနေ့ငပြုအကြောင်းကောင်းကောင်းသိရမှာပါငပြုကစိတ်ဆိုးမှန်ဆိုးနေကျုံဝနေကြသည်အေးဟဲသူ့ကြည့်တော့ရိုးပုံရိုးအောင်နေ ဟိုနေ့ကဒေါ်ကလေးမှမျိုးကပြန်လာတော့လာပြောတယ်။မနီလာနဲ့တွေ့ခဲ့တယ်တဲ့။သူတကူလုံးရွှေတွေဝှက်ထားတာရွှေတွေကိုညှို့နေတာပဲတဲ့။ဒေါ်ကလေးမကိုတော့မမြင်ဘူးဆိုပေ။ဗရမကြီးရောင်းတာ15သိန်းတောင်ရတယ်ဆိုတော့မိုးမမြင်လေးမမြင်ဖြစ်နေမှာပေါ့။ငါကအဲ့ဒီထက်မကရမယ်ထင်နေတာ။ဗရမကတော်တော်လှတာ။သိန်း30လောက်ရမှာပဲနေတူတယ်။အတင်းဖြင်းဝါဒနာပါသူက သူ့အမြင်ကိုအမှန်တကယ်လိုလိုပြောပြနေတော့ငပြူးမှာမီးတောက်ပေါ်ဓာတ်စီလောင်းချလိုက်တယ်လို့ဒေါသကုံပေါက်ခွေးရပြန်နေဟူးမတိပါဘူးဗျာမနီလာဆိုတဲ့မိမကိုတွေ့ရင်တော့အသေးသက်ပြင်မယ်ပြီးအောင်ဗျာနောက်ထပ်တစ်လုံးဒေါသဖြစ်ဖြစ်နဲ့တောက်လက်စပလင်းကုံသွားတော့နောက်ထပ်တစ်လုံးမှပြန်နေဟဲ့နေအရက်ငါးလုံးတောင်ရှိနေပြီနော်အရက်နှလုံးလောက်များငပြူးတို့ကပြင်းအောင်ပြင်းသေးတယ် တထိုင်နဲ့နဲ့တခါလန်လောက်ကုံအောင်တော့တောက်နိုင်တယ်။ဖျားကြီးအရက်ရောက်နေသူမတုတ်ကမျက်လုံးပြူးသွားတယ်။ဟေးအောင်ငပြူငါရှာလိုက်ရတာတီရွာလုံးကိုနှံ့နေတာပဲ။မင်းကငါပြောမလို့ငါလေးမနေလာနဲ့တွေ့ခဲ့တယ်။ငပြူအရက်တောက်နေရာကိုမော်ကြီးပန်းကြီးနဲ့ဖိုးထောင်ရောက်ရှိလာပြီးမနေလာကို တွေ့ခဲ့ကြောင်းပြောပြတယ်။ဟေးဟုတ်လားဘဲမလဲ။ဟိုဘက်ရွာမှာအတော်ပဲသူနဲ့စိရင်ရှင်းမယ်။ ဟေးအောင်နေအောင်ခမင်းမလိုက်ခဲနဲ့ဦးဖိုးထောင်ငါကိစ္စငါရှင်းမယ်ကွာငပြူလုံးမဲနော်မာထုတ်တို့လီမယားကပြေးထွက်သွားတဲ့ငပြူကိုစိုးရိမ်စိမ်းနဲ့လှမ်းတာကြတဲ့လောဘနဲ့ဒေါသတို့မှုန်ထူနေတဲ့ငပြူမှာဘာကိုမှမကြတော့ဘာကိုမှလည်းမမြင်တော့အရဲရှိန်ကြောင့်သွေးစုနေတော့အမားမှန်ကို ခွဲခြားချိန်လို့မရတော့ ငပြုတ်ရဲ့ဇက်ခုအာယုံမှာလောဘကြောင့်ဖြစ်လာရတဲ့ဒေါသအခိုးများကလွမ်းမိုးထားတော့အမောင်ဖုံးအုပ်နေပြီ။မမနေလား။ဟမ်ငပြုတ်နေဘယ်ကလာတာလဲ။ဘယ်ကလာတဲ့လဲတွေဘာတွေလုံမနေနဲ့။ကျုပ်ဗဒံများကိုရောင်းခဲ့ရတယ်ငွေတွေဘဲမလဲ။ဟဲ့နေဗဒံများကအစ်စ်မဟုတ်ဘူးဟဲ့။အတူကြီးဘလို့လုံရောင်းခဲ့ရမှာလဲ။ဘာအတူကြီးဟုတ်လား။ဒါဆိုဘဲမလဲအဲ့ဒီကြောင့်အခုကျုပ်လက်ထဲကိုချက်ချင်းပြန်ပြီ။ ဟဲ့နင်ဟာကအတူကြီးမို့ငါလည်းအရေးမကြီးဘူးဆိုပြီးအိမ်မှာထားခဲ့တာနောက်တစ်ခါမှယူပါဟဲ့ခမညာတာကျုပ်အကုန်ကြပြီပြီလူလိမ်မာကြီးသိပေတော့နေအောင်ငပြူငါရှင်းပြမယ်နေမားနေအောင်မယ်ဘာခုမှကြောက်နေတာလဲကဲဟာကဲဟာအမလေးသိပါပြီလာကြပါဦးဒီမှာကျမကိုငပြူတက်နေလို့လာကြပါအောင်ကဲကြပါအောင်မနီလာကိုငပြူဆိုတဲ့လူကြီးတက်နေလို့ မနီလာကရှင်းပြသည့်တိုင်ငပြူးကလက်မခံခဲ့ဒေါသကိုရှေ့ထားပြီးဓာနဲ့အချက်ပေါင်းကြီးများထိုးလိုက်မိတယ်မသိမနီလာနဲ့အဖော်လိုက်လာသူကအလန်တကြားနဲ့အော်ဟစ်အကူကြီးတောင်းရင်ရော်ရဲကိုထွက်ပြေးသွားခဲ့တယ်ငပြူးကလဲကြသွားတဲ့မနီလာရဲ့နဗီးမှမတက်ရရင်ကျုံဝါမှုများပြုခဲ့သည်တည်းမှတ်ထားအဲ့ဒါငပြူးကိုလိန်အောင်ဒါမှငပြူးကိုတော်သားငတုံးဆိုပြီးနေနေတဲ့သူတွေမှတ်သွားမယ် ပါဇက်ကတတို့တို့ပြောရင်လက်ထဲကဒါကိုကြည်ကြည်ပါအောင်စုပ်ပြီးထိုနေရာကနေထွက်ပြေးရန်ဟန်ပြင်လိုက်တဲ့သို့တော်လေငပြူနောက်ကျသွားပြီးရွာအတွင်းမှာဒုံများဓားများကင်ဆောင်ပြီးညာတန်ပေးပြီးထွက်လာတဲ့လူအုပ်ကြီးကငပြူကိုဝိုင်းဝန်းဖမ်းဆီးလိုက်ကြတယ်။နေအောင်ဟဲ့သူ့ကိုဘယ်သူမှဘာမှမလုပ်ကြနဲ့ဥပဒေတိုင်သွားလိမ့်မယ်။ရဲစခန်းကိုပို့ရမယ်။မာနီလာကိုစေးရုံအမြန်ပို့မှဖြစ်မယ်။ဒံယာတွေကလည်းမနှဲပါလား။ ရွာလူကြီးဖြစ်သူကရွာသားများကိုညွှန်ကြားရင်မာနီလာကိုစေးရုံကိုချက်ချင်းပို့ဆောင်ပေးခဲ့ကြတယ်။မိုင်ပေါင်း၁၀မိုင်မြောက်ဝေးကွာတဲ့တိုင်းတဲ့စေးရုံကို ရွာသားများကစောင်းပကတ်နဲ့တယောက်တလဲစီသေးပူရင်စေးရုံကိုအရောက်ပို့ကြတယ်။ရွာသားများရဲ့ကြေးစရာတလေးတစ်ခုပါ။ထို့ကြောင့်လေမာနီလာတယောက်တေကံမရောက်အသက်မပြောက်ခဲ့ ဒဏ်ရာမသွေးထွက်များနေတော့လိုအပ်တဲ့သွေးများအစားထိုးနိုင်ရန်ရွာသူရွာသားများကဝိုင်းဝန်းလူဒန်းကြကြရိဒဏ်ရာဆက်နှက်ချက်တိတိအထိုးခံရတော့လေစေတနာမှန်တဲ့ကံတရားကြောင့်မဏီလာမှာအသက်ရှင်ခဲ့တယ်တိုင်းနယ်ဈေးရုံမှာတစဉ်19မိုင်ဝေးกว่าတဲ့မြို့နယ်ဈေးရုံကြီးကိုတက်မှန်ပြောင်းရွှေ့ကုသခဲ့ရသည်ဈေးရုံပေါ်မှာရပ်ပေါင်း60တိတိကြာညောင်းခဲ့သည်သူကိုပေါ့ပေါ့တန်တန်တွက်ခဲ့မိတာ ကျမအမားပါ ဒီကြောက်ကလေးဟာကျမကိုဒုက္ခပေးခဲ့တဲ့ကြောက်ကလေးပေါ့အမှုစိတ်အရာရှိကိုမနီလာကရှင်းပြရင်ငပြူရောင်းခိုင်းခဲ့တဲ့ကြောက်ကလေးကိုတန်တေကံပြည့်စည်အဖြစ်ပေးအပ်လိုက်တယ်။ဇေယအနေနဲ့ငပြူကိုလည်းလှုံထုံလုံးဤအတိုင်းစစ်ဆေးရအောင်မဆိုတော့ငပြူစိတ်ရှင်းသွားအောင်အဲ့ဒီကြောက်ကလေးကို ဥပဒေနဲ့ညီ ပြန်ပေးလိုက်ပါစရာ။ဟုတ်ကဲ့ကျွန်တော်ဆောင်ရွက်ပေးပါမယ်။ခုလိုမြင်ရတွေ့ရတာစိတ်မကောင်းပါဘူးဗျာ။ အတိညာစင်ကျင်တုံတရားနေပါတဲ့သူတွေနဲ့ဆက်ဆံမိရင်ကိုကိုအခုလိုအတန်အန်တရထိခိုက်စေတဲ့အထိဒုက္ခပေးတတ်တယ်ဆိုတာအမြဲတစေသတိထားပါနော်။ဟုတ်ကဲ့ရှင်။ကျမလည်းဝေကျွေးရှိတယ်လို့ပဲအောက်မေ့ပါရစေ။မနီလာသတိပြန်လဲရရှိတဲ့နေ့ကလူကြုံနဲ့ပစ္စည်းယူခိုင်းပြီးနောက်အမှုစိတ်အရာရှိထံကိုအနှံပေးခဲ့တယ်။အမှုစိတ်အရာရှိမှပြဒနာရဲ့ဈေးမြေကိုသိရှိရတဲ့အခါစိတ်မကောင်းဖြစ်နေခဲ့တယ်။ ကဲငပြူဒီကြောက်ကလေးကိုကြည့်စမ်းကျွန်တော်ကြောက်ကလေးပါစရာအေးသဘောပေါက်ပြီလားမနေလားရှင်းပြတာကိုမင်းမလက်မခံမေကိုခုတော့မှားကုန်ကြပြီပေါ့ဟုတ်လားကျွန်တော်မှားခဲ့မိပါ रे စရာမမြင်ဘူးတော့မူးမြစ်ထင်ဆိုရဲကျွန်တော်လိုဘဝမျိုးမှာမီးလောင်ရလေးပင်းတဲ့သူတွေကြောင့်အထင်မှပြီးမနေလားကိုဓာတ်နဲ့ထိုးခဲ့မိပါ रे စရာအေးပေါ့ကွာဘာမှတန်ဖိုးမရှိတဲ့ဒီကြောက်အတွက်နဲ့ မင်းကလူတယောက်ကိုဓာတ်နဲ့ထိုးတက်ခဲ့တယ်။အဲ့ဒီလူအသက်ရှင်မှုရွာသားတွေအများကြီးကဝိုင်းဝန်းဒုက္ခခံကူညီခဲ့ကြတယ်။တန်ဖိုးရှိတဲ့လူသွေးတွေအများကြီးအစားထိုးခဲ့ရတယ်။လူနာရှင်မှလည်းစေဘိုးဝါခတွေကုံရတယ်လို့တန်ဖိုးရှိတဲ့အချိန်တွေဆုံရှုံခဲ့ရတယ်။လူအသက်တချောင်းကိုငွေလန်းခင်းပြီးပြန်ကယ်ခဲ့ရတယ်။သူခမရလဲတေကောင်ပေါင်းလဲဝေဒနာကို ခံစားခဲ့ရတယ်။ငါတို့တွေရောဈေးယုံကဆရာဝန်ကြီးတွေရော မင်းရဲ့မိုက်မဲမှုကြောင့်အလုပ်တွေပိုရှုပ်ခဲ့ရတယ်။ဟုတ်တယ်ဆရာ။ကျွန်တော်တိတ်မှားသွားပါတယ်ဆရာ။မာမန်သိတဲ့အသည့်ကနောက်ကျနေပြီ။အမားမန်သိအောင်ကြိုတင်ဝေဖန်စဉ်စားတွေးခေါ်ဖို့လိုတယ်ဆိုတာမင်းရဲ့ဖြစ်ရက်ကတတ်တည်ခံမေးကွ။ဟုတ်ပါတယ်ဆရာ။ကျွန်တော်ဝန်ခံပါတယ်။ဝန်ခံမှုပြုခဲ့တဲ့ငပြူးမှာနောင်မရရှိတဲ့နောင်သားနေသူဥပဒေရဲ့အပြစ်ပေးယူခြင်းကိုခံသွားရတယ်။ ။ဇာယီသူဇာကြီးကိုလည်းဂျေစုတင်ပါရီ။တကယ်ဖြစ်ရမှန်တကူဖြစ်ပါရီ။ငပြူကထောင်းတန်းသုံးနှစ်ကြာခံသွားရပါရီ။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်။နားစင်အပီကေကြရတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။